ဘာသာကိုကိုရီးယားစကားလေ့လာတဲ့အချိန်မှာလည်းတခြားဘာသာစကားတွေနဲ့ရှင်းလိုက်တဲ့အချိန်ညာဇီကွက်တကောင်မမျိုးသားလုပ်ပြီးတော့လေမလေးတူတယ်ဥထားဆိုတော့လေမင်းကလေးလဲမင်းကလေးဆိုအမြဲတမ်းတော့လဲပြောပါတယ်ခုနပြောတော့ပေါ့အเจ้าစာဆိုလဲအเจ้าစာပေါ့နော်သူကစာလေးကအရန်ဟိုတော်တယ်ဆိုတော့မကတော့စာလေးကိုပဲဖိအားပေးပေးတယ်ပေါ့စတိုက်ပေါ့ ဒါပေမဲ့လည်းဟိုအမှုပညာပိုးစားလည်းလည်းဟိုနည်းနည်းချင်းစားလည်းမပါမယ်ဆိုရင်တော့ဟိုပေါ့ပါမယ်ဟိုမျိုးရိုးပေါ့နော်ကျတော့လေဘာပဲဖြစ်ဖြစ်ပါအမားတို့ကကျတော့တားလေးပဲမဝင်သမီးလေးပဲမဝင်ပါသူရဲ့သူဖြစ်တီမဲ့ဟိုစန္ဒတစ်ခုကိုတော့အမားတို့ကလိုက်ရော အစွမ်းကုန်လိုက်ရောပေးမယ်ဘာလို့ဆိုလဲကလေးတယောက်ကဖြစ်ကျင်တဲ့ဆန္ဒလေးကိုမလိုက်ရောပေးလို့ရှိရင်ပေါ့နော်သူဘလောက်ပဲကိုကကိုတွန်းတင်တွန်းတင်အဒီဟာကြီးကိုသူဝါသနာမပိုင်ဟိုတက်မြောက်မှလည်းမဟုတ်ဘူးဖြင်းမြောက်မှလည်းမဟုတ်ဘူးသူပြောင်မြောက်လာအောင်လဲသူလုံမှာမဟုတ်ဘူးလို့မတော်ထင်တာပေါ့နော်ဆိုတော့အဲ့ဒါသူ့ကိုပြောပါတယ်ဝမ်းစာတွေဖြည့်မယ်တမီလေး ဟိုကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုကိုပလန်ဆွဲရမယ်ပန်းနိုင်ဆွဲပြီးတော့တတ်သမှတ်တဲ့ရှောက်ရမယ်ဝရိယအကျိုးဆိုတာခံစားဖို့ခံစားရမယ်သမီးဒါလေးကိုတော့သူစိတ်ထဲမှာမာကြီးထည့်ပေးထားပါတယ်ဟိုဖြစ်တော့ဖြစ်စေချင်တာပေါ့နော်ဘမတော်သိနေပြီစီစီစားကြောင်းတာထက်သမီးကတခုဆိုတအားတွေးရတခုခုလုတော့မယ်ဆိုအဆုံးထိအမြဲတွေးပြီးတော့လုတယ်ငါဒီလိုလုလိုက်ရင်တော့ဟိုလိုကြီးဖြစ်သားမလားပေါ့ဗာအဲ့လိုမျိုးအရန်တွေးရမျိုးရရှိရဲအဲ့တော့အခုဆိုလဲဒီဇက်ကကိုရိုက်မယ်လို့ပြောရဲ chainId ကကိုကတော့ကိုစိတ်တွေပူပြီးတော့အဲ့ထဲကနေစပြီးတော့လိလာနေတော်တော်ကြာပြီးဒီ ဒါရိုက်တာဆိုရင်ကဘယ်လိုစကားလေးတုံးပြီးပြောရမလဲပြီးရင်ကိုရီးယားနေပြီးတော့ပြန်လာရဲဆိုတော့ဆရာကိုရီးယားစကားလေးကိုလည်းထည့်ပြီးတော့ပြောစီခြင်းလဲဆိုတော့သူတို့စီရဲ့ဒီဖြောပြေးလောကမှာတုံးတဲ့တုံးတုံးလေးတွေအခုဖန်စကားလေးတွေကအစားအကုန်လုံးအဲ့လိုမျိုးအမြင်တိချလိလာပြတ်တယ်ပေါ့နော်အဲ့ဇီစာကြောင့်တဲ့ဟာလေးကဒီလိုအခြေအနေအတွက်ကြတော့ကောင်းသွားရဲ့ကောင်းလေဒီလိလာဟုတ်ရှိပါရှိရဲ့ကြောင်းသွားတတ်ဖို့တမီးကငါးနဲ့တမီးလောက်ထဲကဒီ K-pop တခြင်းတွေကို ဟိုဟာပေါ့စိတ်ဝင်စားလာဆိုတော့အခုကွာတော့ကိုရီးယားစကားလေ့လာတဲ့အချိန်မှာလည်းတခြားဘာသာစကားတွေနဲ့ရှင်းလိုက်တဲ့အချိန်ညတော့ပို့ပြီးတော့တက်လွယ်မျက်နှာကိုလည်းတွေ့ရတယ်ပို့ပို့ပြီးတော့မတင်မနေအောင်တည်နေတဲ့စကားလုံးတွေလည်းအများကြီးရှိနေတာတွေ့ရတယ်ဆိုတော့ လိုသူ့ကိုမဆူရဲသူလားဘုံလိုက်ကြီးအခွေတွေဝယ်ပေးရတာဘုံလိုက်ကြီးဟဲ့ရွှေဝယ်မယ်ဆိုရင်တော့တော်တော်ရပြီနော်လို့ကြီးအခွေက2800တော့3000ခွဲလို့4000ခွဲဆိုဟာအဲ့ဒါတွေအရန်ဝယ်ပေးရတာငငယ်တွေကအဲ့ဒါဝင်းဝင်းဝင်းနေအော်တနေ့နေတော့နင်ဒီဟာကိုအကျိုးအသုံးအခုကျတော့ तू ကကို့ပြန်ပြောတဲ့သူ့ရဲ့ဝမ်းစာဖြစ်နေတဲ့ဒီဘုံကြီးอ่ะအဲ तू အဲ့လိုပေါ့နော်အဲ့အဲ့လိုလေးပေါ့ကိုတော်မှအခု तू ကပြန်ပြောနေတာပေါ့ အဲ့လိုလေဟုတ်ရှိတာဗောလူတိုင်းမှာတော့ idol ကရှိတယ်။သမီးကိုယ်တိုင်သမီးကြောင့်ဘယ်လိုလူမျိုးလဲဆိုတော့ဟိုးအရင်တည်းက K-pop ကိုကြိုက်တာဖြစ်တဲ့အတွက်သူတို့ဟိုသူတို့ရေဘယ်လောက်ကြိုးစားခဲ့ရ စားဆုံးကတော့တမီ IU ရဲ့ပြီးတော့ twice ရဲ့ပေါ့နော်တအားအလုပ်စူးစားကြလို့တို့တွေကလေအခုချိန်ထိဟိုအကုန်လုံးနုပညာလောက်လာ10နှစ်10နှစ်ကျော်အဲ့လိုတွေရှိနေပြီမဲ့အခုချိန်ထိဟိုအစ်စ်လေးလိုပဲအမြဲတမ်းစူးစားပြီးလုပ်နေရတွေ့ရတို့ကြည့်ပြီးကိုကပင်ပန်းနေရအဲ့လိုမျိုးပေါ့နော်ဟာဘွားဘွားလူကြီးလူကြီးအခုတော့မှလေဘယ်ရောက်ပြီလဲမိုင်းတိုင်း20ကျော်ပြီမလုပ်ဖို့လဲဆိုမဟုတ်ဘူးတဲ့သူရဲ့ကိုရီးယားဒီ ဒါရိုက်တာတွေရဲ့အပြောတာဆိုတာတွေဝိပုံစားပုံကအစတမီးကိုဒါဒါဒါတွေဝစ်စားတွေတမီးကိုစီစဉ်ပေးအောင်အပြီးလို့ချက်ဒါရိုက်တာတွေရဲ့အသုံးအနှုန်းသူတို့ရဲ့ကိုရီးယားနုပညာရှင်တွေရဲ့အသုံးအနှုန်းသင်တန်းကျောင်းတွေမှာပြုတ်တဲ့သုံးအဲ့ဒါတွေကစသူတွေးတာကိုလေးအလောက်ကြီးမတွေးဘူးသိလားအဲ့ဒါလေးကိုအခုမိုင်းတိုင်း၁၀ရောက်တော့သူဖုန်းဆက်ပြီးတော့ပြောတယ်အေခဏတွေကိုခဏတွေကိုငါတို့အိမ်ဝေးခေါ်မယ်ဝေးခေါ် အဲ့လိုအလိုလိုအဲ့တူကတည်ကြရဲ့ရှင်အဲ့ဒါတော့နုပညာကြောင်းပဲတတ်ပါရှင်တည်ကြရဲ့အဲ့ဒါတော့ဟုတ်ဟိုအမှန်တမ်းပြောရရင်တော့တရုတ်ဆောင်မီဆိုရင်တော့တမီအထင်ကနှစ်ခုလုံးကတော့လိုအပ်တာလို့ထင်တယ်မင်းသမီးဖြစ်လာရင်လည်းကိုကကင်မရာရှူတာအနေနဲ့ပတ်သက်ပြီးကင်မရာနဲ့ပတ်သက်ပြီးဒီဒရိုက်တာအเจ้าအနေနဲ့ပတ်သက်ပြီးတည်ထားကိုကပို့ပြီးတော့ ဟိုကျွမ်းကျင်ချစ်တင်နဲ့ပို့ပြီးတရုတ်ဆောင်လိုက်မယ်လို့ထင်တယ်ပေါ့နော်အဲအကြောင်းမလို့ဟိုမမေဆိုလဲဒရိုက်တာအတက်ပညာအပိုင်းတတ်ထားတော့သူတခုရိုက်တော့မယ်ဆိုသူအကုန်သိရဲသူဘလိုလိုလေးလှုပ်လိုက်ရဲသူပုံလေးရတေချာလေးထွက်လာမယ်ဘာမေရောကတာအကုန်သိရဖြစ်တဲ့အတွက်အဲ့လိုမျိုးနှစ်ခုလုံးတော့လိလာချင်လဲစိတ်ရှိရဲရှေ့ဟုတ်လိလာချင်လဲမိချိန်တာဆောက်ပေါ့နော်ကိုကသူ့အဲ့လိုလေးတွေကင်မရာသဘောတရားလေးတွေသူသိသိသိချင်တယ်ပေါ့သူတို့စီမှာအားကြဆုံးကတော့ဒီ ိုးရှင်လောကပေါ့နော်။လိုးရှင်လောကမှာမင်းသားမင်းသမီးအကုန်လုံးကအလုံးစုံလက်ခံမှာတစ်နှစ်မှတကာလုံးကနာမည်ကြီးသွားရင်သုံးနှစ်လောက်နေမှာတကာဟိုတို့ကတို့ရဲ့ဟိုရရမယ့် character ကိုတအားတိချလေးပြင်ဆင်ကြရတယ်။အဲ့အကြောင်းမလို့အခုသမီးရဲ့အခုဒီရရမယ့်ပထမဆုံးကားလေးမှာလေသူတို့ကိုအတူယူပြီးတော့ကိုကတိတိချာချာလေးသူတို့လိုမျိုးလိုက်ပြီးတော့ပြင်ဆင်ပြစ်တယ်ပေါ့နော်။မြန်မာသချင်းချက်ခိုင်းရင်ခဏလေးမရအောင်အခုချက်အခုရကိုရီးယားသချင်း တဟေသူကကိုရီးယားသူလိုဝင်စားရလားမသိဒုက္ခပဲလို့ဟိုကိုတကသမီးလိုပါပဲအဲ့လိုအဆက်ကျော်တဲ့အကုန်လုံးကကိုရီးယားအရန်ကြိုက်ကြအခုပါလဲ twice ပွဲတဲ့ဘန်ကောက်မှာသူသွားကြည့်ချင်တယ်တဲ့9လပိုင်းဆိုလား10လပိုင်းဆိုလားမသိပါဘူးအဲ့လက်မှတ်ဝယ်ပေးပါပေါ့ဘာလဲဘာစတစ်တွေကအစအခုတွေကဝယ်ပေးနေရပြီဟုတ်အခုတွေပတ်စံကျိုးဆိုတာကိုရီးယားစုဘူးမရအောင်မရအောင်ပေါ့ကိုပတ်စံနဲ့ကိုသွားကြည့်စုဘူးကြီးတစ်လုံးဝယ်ပေးထားတယ်အဲ့ဒါသူအခု twice သွားကြည့်ချင်လို့သူစုဘူး အမအမျိုးသားကလေအမကိုလည်းစုဘူးတူသူလည်းတူဘူးအမတို့စုရတယ်ရွှေစည်းကွက်နဲ့ရွှေစည်းကွက်ရွှေစည်းကွက်တကောင်နဲ့ငွေစည်းကွက်တကောင်အမအမျိုးသားလုပ်ပြီးတော့လေအခုတည်းကစုစုတယ်ပေါ့နော်အခုသူကြောင်းတက်တော့လေသူစုဘူးရွက်ခွဲလိုက်တော့သိန်း50ကျော်60လောက်ကြာရတယ်သူကြောင်းတက်လေဟိုလောလောဆယ်ကတော့အဓိကကိုပညာရေးနဲ့အခုသမီးလောက်ရမယ်ဒီအမှုပညာအတွက်ကတော့အအများဆုံးအသုံးချပါတော့เนาะကျန်တာကတော့အလှအတန်းပေါ့เนาะအခုမွေးနေ့ဆိုလဲဟို တန်မိုးအစီအစဉ်တွေအများကြီးရှိရယ်လွန်မိုးတစ်ခုခုကြောင့်ပတ်သက်ပြီးနုပညာကြီးလေးရလာတယ်။တမင်းကလှူရာနဲ့ကုံတာများအများတယ်။သူများကပြင်ပြီးသူများကမဝယ်ကြွေးရင်ကြွေး Stage show ဆိုရဲဆိုမကဝယ်ဖို့ခြံထားတာဘတော်မှမရှိဘူး။အမဘောနော်စိုင်းထုတ်ပြီးလက်မှတ်ထုတ်ပြီးထုတ်ရတယ်သူတသိန်းရရနှစ်သိန်းရရအဲ့ဒါလေးတွေကအဲ့လိုပြန်လှူရယ်ပေါ့။အခုဒါကိုရဲနေဆိုသူ့မွေးနေ့အခုအခုခု April 9ပေါ့ကိုရဲနေကိုမွေးနေ့ဆိုအမွေးနေ့မှာသူပကိုးသွားလှူပြီးရောနဲ့ဆယ်ရက်နေ့ကြာလှူနောက်တစ်ခုနော်။တနေ့လုံးသူ့လူကမပြီးဘူးဆယ်ရက်နေ့အထိ ဆယ်နှစ်ကျော်ပြီးပါသွားလို့မှာလေဒီကဟိုဗောတမီးတို့အခက်ခဲဖြစ်နေရဲမိသားစုတွေရှိတဲ့ဒီရက်ွက်ထဲမှာသွားပြီးတော့ဟင်းတင်းဟေးရဲတွေဒီစားကုန်တောက်ကုန်တွေပေါ့နော်အဲ့လိုဟာမျိုးတွေဟိုဆန်စီစားငယုတ်ချက်တော်လေးငားတွေပေါ့နော်အဲ့ဒါလေးတွေတမီးသွားလို့မှာပေါ့ပြီးတော့သူ့ဖို့အစီအစဉ်ရှိရဲရှေဟုတ်ဘမမခင်တမီးလေးကိုမမကိုလည်းအနှစ်30ကျော် အားပေးခဲ့တဲ့ချစ်ပရိသတ်တွေအားလုံးကဒီကနေ့ဒီမမမုခန်းကိုချစ်ပေးသလိုပါပဲမမသမီးလေးကိုလည်းပြည်သူတွေကိုအပ်ပါတယ်ပြည်သူတွေပေါ်မှာတစ္ဆာရှိဖို့လဲဝမ်းစာစုဖို့လဲအမြဲတမ်းမမမုခန်းတင် जा ထားပါတယ်ပြည်သူတွေအတွက်ပဲဖြစ်ရမယ်သမီးလုပ်တဲ့အမှုပညာတွေအကုန်လုံးပါပေါ့နော်ပြည်သူတွေကိုပဲအမြဲတမ်းဥထိပ်ပန်ဆင်ရမယ်အဲ့ဒါလေးကိုလည်းမမမုခန်းသမီးလေးကိုတင်ထားပါတယ်မမကိုချစ်သလိုသမီးလေးမအော်ဒစင်ဖို့တဲ့သူ့ကိုလည်းချစ်ပေးကြပါလို့မမမုခန်းပြောချင်ပါတယ်ရှင်ဟုတ်သမီးအခုပထမဆုံးရွှေရှင်စကားလေးစရပြီပေါ့နော်အဲကားလေးမှာသမီးတက်နိုင် ိုင်ဆုံးပထမဆုံးကားပြင်မဲ့တက်နိုင်ဆုံးပြင်ဆင်ပြီးတော့အကောင်းဆုံးကျူးစားသွားမှာဖြစ်တဲ့အတွက်အထွက်လာတဲ့အချိန်ကျလည်းအများကြီးအပေးပါအောင်လို့ပြီးနောက်ရိုက်မဲ့အမှုပညာနောက်လာမဲ့အမှုပညာလမ်းကြောင်းမှာလည်းအများကြီးချစ်ပေးကြပါအောင်လို့ပြောချင်ပါသေးရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်